တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနမဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုစုံတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခန့်အပ်ပါရခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တိတ်ဆုံးသူယာယီတမရအမိခံမြင့်ဆွေပိုင်တဲ့မြေကွက်ကိုတမတ်တာယာမြင့်ဆွေကရောင်းစမှုမြင့်ဆွေမိမခင်သက်သေးကကန့်ကွက်ပြီးဖြည့်ရှင်းမပေးရင်အေးအေးယူမဲလို့ကြေညာဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် တိတ်ဆုံးသူယာယီတမရအမိကံမြင့်ဆွေပိုင်တဲ့မြေကွက်တွေကိုတမတ်တာယာမြင့်ဆွေကရောင်းစားတဲ့အတွက်မြင့်ဆွေမိမခင်သက်ထင်းနဲ့မိသားစုဝင်တွေကကန့်ကွက်လိုက်ပြီးဖြည့်ရှင်မပေးရင်အမှုဖွင့်တရားစွဲအရေးယူမယ်လို့ဒီကနေ့စစ်တပ်ရဲ့ဝါဒဖြန့်သတင်းစာမြန်မာတဆင့်တတိပေးကြေညာထားပါတယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်အကွက်အမှတ်မ59ဥပိုင်အမှတ်38ဧရိယာ3ညတသမ1132ကျဲဝန်းတဲ့ယာယီတမရအမိခံမြင့်ဆွေအမိပေါက်မြေကွက်ကို တမတ်ဖြစ်သူတာယာမြင့်ဆွေကမြေကရန်တက်တန်းတူဆောင်ရွက်ပေးရန်ကိုစလေလွဲစာနှဆောင်ကိုမြင့်ဆွေမိသားစုကပေးအပ်ခဲ့ကြောင်းတို့ရမှာတမတ်ဖြစ်သူကကိုစလေလွဲစာနှဆောင်ကိုအသုံးပြု၍မြင့်ဆွေမိမခင်သတိတာဖြစ်သူပိုကြီးကျော်ဘုံမြင့်ငိမ့်တို့မတိအောင်မြေကွက်ကိုဂရန်တက်တန်းမတူပဲရောင်းချခဲ့ကြောင်းထို့ကြောင့်တာယာမြင့်ဆွေနဲ့အပေါင်းပါများခုနှစ်ရက်အတွင်းလာရောက်ဖြည့်ရှင်းရန်နဲ့မဖြည့်ရှင်းပဲရှောင်တိတ်နေရင်တီစဲဥပဒေအရအေးအေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းကြေညာထားပါတယ်။ ကျွန်မတို့ကဥပဒေနဲ့အညီအလုပ်လုပ်တာပဲရှိတယ်။မီဒီယာတွေဘာတွေမှစကားလက်ခံတွေးဆပြီးတော့မပြောပါဘူးလို့မြင့်ဆွေဇနီးခင်သက်ထေးရဲ့တရားလွတ်တော်ရှင်းနေတော်အောင်မမြင့်ကရန်ကုန်ခေတ်သတင်းဌာနကိုပြောကြားပါတယ်။မြင့်ဆွေမိသားစုအကြောင်းသိရှိထားတဲ့သတင်းရင်းမြစ်ကတော့တာယာမြင့်ဆွေဟာမြင့်ဆွေရဲ့သမီးအကြီးဖြစ်တဲ့ခင်သက်တားဆွေရဲ့ခင်ပွန်းဖြစ်ကြောင်းတက်သားဆွေနဲ့တာယာမြင့်ဆွေတို့မှာအကမင်းကောင်နဲ့မြင့်စုတက်ကဆိုတဲ့သာသမီနှုတ်ထွန်းကကြောင်းယခုမြေကွက်အမှုမှာ မြင်းဆွေရဲ့တမိတထန်းဆွေနဲ့တမက်တာယာမြင်းဆွေက ရောင်းစားခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။မြင်းဆွေမိမခင်သက်သေးတို့ကတရုတ်အစ်စ်တွေတထုံဘက်ကမြင်းဆွေကယာဒူးကြီးလာတော့သူမိမအမျိုးဘက်ကနမရီကိုအကုန်ပမာမှုပြုလိုက်တယ်။ဥပမာခင်သက်သေးဖေဥယျဝင်ဆိုရင်ဥယျဝေဆိုပြီးနာမည်ပြောင်းခဲ့တာလို့မြင်းဆွေကြောင့်သိရှိထားတဲ့တရင်းရင်မြစ်ကဆိုပါတယ်။မြေကွက်တွေကိုရောင်းစားခဲ့တဲ့မြင်းဆွေတမက်တာယာမြင်းဆွေမှာမေဇေးဆရာဝန်ကြီးဒေါက်တာမြင်းဆွေနဲ့ ခင်တန်းဝင်းတို့ရဲ့တားဖြစ်ပြီးတာယာမြင့်စွေတို့မှညီအကိုမောင်နှမ၃ဦးရှိကြောင်းသိရှိရပါတယ်။ယာယီတမရအမိခံမြင့်စွေဟာယခုနှစ်ဩဂတ်စ်လ9ရက်နေ့မှာတိတ်ဆုံသွားခဲ့ခြင်းလည်းဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးကြတာကတော့မန္တလေးဈေးကျအနီးမှာဒေါက်တာတေဇာဆန်ဦးဆောင်ပြီးရွေးကောက်ပွဲကန့်ကွက်ဆန္ဒပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဆန္ဒပြပွဲမှာမန္တလေးမြို့ကနမေကျော်ဒေါက်တာတီဇာဆန်းလဲပါဝင်ခဲ့တာတွေ့ရှိရပြီးလုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အခုလိုဆန္ဒပြခံခဲ့ရတဲ့အတွက်စေအိုစုကဒေါသထွက်နေပြီးဆန္ဒပြလူငယ်တွေကိုပိုက်စိတ်တိုက်ရှာပွေနေတယ်လို့လဲမန္တလေးမြို့ခံတွေစီကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာရှင်ရဲ့ဝါရဖြန့်အုံချမှုများနဲ့စံတန်ဖို့ပျောက်ွယ်ပျက်စီးသွားတဲ့မြန်မာအနုပညာရပ်ဝန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာအနုပညာလောကဟာ2015နဲ့2020ကြားမှာတော့ထုတ်လွှင့်မှုအရာရောအနုပညာတန်ဖိုးနဲ့ငွေရေးကြေးရေးအမြတ်အစွန်းအရာ အကောင်ဆုံးအချိန်ဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်က အခြေခံလွတ်လပ်မှုရှိခဲ့ပြီးအမှုပညာအပေါ်မှာလွတ်လွတ်လပ်လပ်ဖန်တီးလို့ရခဲ့ပါတယ်စင်စာဆိုတာလေအတော်လေးကိုဖြည့်ရောမှုရှိခဲ့ပြီးပညာတတ်လူလတ်တန်းစားတွေတောင်မှမြန်မာရုပ်ရှင်အပါအဝင်ပြည်တွင်းအမှုပညာကိုပြန်လည်စားသုံးလာခဲ့ကြပါတယ်အဲ့ဒီကာလမှာအမှုပညာရဝန်းတစ်ခုလုံးကအင်မတန်ကိုလှုပ်လှုပ်ခက်ခက်ရှိခဲ့ပါတယ်အဲ့ဒီအချိန်အမှုပညာရဝန်းကအင်မတန်ကောင်းမွန်ခဲ့ပြီးပြည့်ပြည့်စုံစုံကြီးမဟုတ်တော့တိုးတက်တဲ့အခြေအနေမျိုးရှိခဲ့ပါတယ် 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့နိုင်ငံရေးပြောင်းလဲမှုကနေတဆင့်လူမှုစည်းပွားမတည်ငြိမ်မှုတွေဘယ်တော့မှမကြုံဘူးတဲ့ယခုလိုပြည်တွင်းစစ်အခြေအနေတွေနဲ့အဲ့ဒီအကျိုးဆက်တွေကြောင့်ဒီကနေ့အချိန်မှာတော့အမှုပညာနဲ့နိုင်ငံရေးတို့ကခွဲခြားခက်ခဲလာတဲ့အခြေအနေမျိုးထိဖြစ်လာပါတယ်။2015မတိုင်ခင်ကအမှုပညာရဲ့ဝန်ကနိုင်ငံခြားဈေးကွက်ထက်ပြည်တွင်းဈေးကွက်နဲ့ပြည်တွင်းပြည်သက်များပေါ်မှာအ धिक အားထားရတဲ့အခြေအနေရှိခဲ့ပါတယ်။ ။အဲဒီကနေအမှုပညာကိုအခြေခံတဲ့ထုတ်လုပ်သူအသစ်တွေပေါ်ပေါက်လာသလိုဒါကိုစီးပွားဖြစ်လို့ရင်ငွေကတခြားစီးပွားရေးလုပ်ငန်းထက်စားရင်ငွေအမြတ်ဆုံးမြမြရနိုင်တယ်ဆိုတဲ့စီးပွားရေးဆန်ဆန်လှုပ်လာတဲ့ထုတ်လုပ်သူတွေပေါ်ပေါက်လာပါတယ်။ပြည်တွင်းအမှုပညာရှင်တွေကလည်းသူတို့ရဲ့အောင်မြင်ကြော်ကြားမှုကို ပြည်တွင်းကနေအိန္ဒိယနိုင်ငံဒေတာရင်းနိုင်ငံအထိအောင်မြင်ကြော်ကြားကျင်လာကြသလိုတချို့ဆိုဟောလိဝုဒ်ထိတွားကျင်ကြတဲ့အိမ်မက်ထိဖြစ်လာကြပါတယ်။ပြည်တွင်းဈေးကွက်တင်မဟုတ်တော့ဘဲ ပြပဈေးကွက်ကိုပါထိုးဖောက်လာဖို့ကြိုးစားလာကြပါတယ်။ပြပထုတ်လုပ်သူတချို့နဲ့ပူးပေါင်းပြီးရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးထုတ်လုပ်လာမှုတွေရှိခဲ့တယ်လို့ Netflix လိုမျိုးပြပရုပ်သံ line တွေမှာကိုယ့်ဇာတ်ကားကိုပါလာဖို့ကြိုးစားလာတာတွေလည်းရှိခဲ့ပါတယ်။ဒါအပြင်ရုပ်ရှင်ရုံအစ်စ်တွေခက်များများမြန်မြန်ပေါ်ပေါက်လာတယ်လို့အဲ့ဒီရုပ်ရှင်ရုံအတွက်ယင်းဤမြုံနှံတဲ့လူသစ်တွေလည်းထက်ဝင်လာခဲ့ပါတယ်။ online ကနေပြသဖို့အတွက် online application တွေကနေတဆင့် ဈေးကွက်ကိုချဲ့ထွင်လာကြတာမျိုးတွေလည်းရှိလာပါတယ်။အမှုပညာစီးပွားရေးနဲ့ဤပညာကိုနားလည်တဲ့လူတွေပူပေါင်းပြီးတဦးချင်းတပွဲချင်းစီကနေ content တွေကိုဖန်တီးထုတ်လုပ်လာပြီး online platform တွေကနေ monetization ငွေရှာလာကြပါတယ်။အပြိုင်ဆိုင်များတဲ့ကာလမှာအမှုပညာ content နဲ့ထုတ်လုပ်မှု pre production and post production အတွက်ချီးမွမ်းတန်းကဲ့ရဲ့တန်းဝေဖန်တန်းတွေမျိုးစုံနဲ့ကြားရက်ကနေတမမျှတတဲ့ media gear စနစ်ကြီးစီကိုဥတည်နေခဲ့တာကတော့ ်ညင်မရတဲ့အချက်ပဲဖြစ်ခဲ့ပါတယ်။ဒီနေရာမှာမီဒီယာကစနစ်ကြီးပြောလိုက်တာမှာမီဒီယာဆိုတာက သတင်းမီဒီယာတခုတည်းမဟုတ်ပဲရုပ်ရှင်၊ဂီတ၊တပင်နဲ့စပေးဆိုတဲ့ရဲဝန်းတစ်ခုလုံးကိုပါဆိုလိုခြင်းဖြစ်ပါတယ်။အဲဒီလိုချင်းနေမျိုးကနေစစ်အာဏာသိမ်းလိုက်တဲ့ယခုလိုကာလမှာတော့ပြည်ရင်းထုတ်လွှင့်မှုတွေကနေအမှုပညာအရေးအသွေးနဲ့အရေးအတွက်ပိုင်းမှာပါရုပ်ရော့သွားခဲ့ပြီးပုံစံမျိုးစုံနဲ့ရုံးကန်လှုပ်ရှားနေရပါတယ်။စစ်တပ်ကလက်ရှိနိုင်ငံရေးအကျပ်တဲကို နီလမမှန်တဲ့ဖြည့်ရှင်းမှုမျိုးနဲ့ပုံမှန်အတိုင်းဖြစ်နေပါပြီဆိုတော့ normalization အခင်းကျင်းကိုတွတ်သွင်းခြင်းတဲ့အခါ normalization အခင်းကျင်းကိုတွတ်သွင်းခြင်းတဲ့အခါအမှုပညာရဝန်းကိုအသုံးချလာပါတယ်စစ်တပ်ရဲ့နိုင်ငံရေးရည်ရွယ်ချက်အတွက်အမှုပညာရဝန်းကိုအသုံးချခြင်းကနောက်ဆက်တွဲအကျိုးဆက်တွေဇက်တိုက်ဖြစ်ပေါ်လာပါတော့တယ်စစ်တပ်ရဲ့ဇက်သွင်းမှုကိုခံကြရတဲ့အမှုပညာရဝန်းနဲ့အမှုပညာရှင်စိုးသူတွေကိုတော်လန်ပြည်သူတွေနဲ့တော်လန်ရေးအတိုင်းဝိုင်းက တပိတ်မောက်လှုပ်ရှားမှုတွေရှိလာပါတယ်။ပြည်သူလူထုရဲ့ပြင်းထန်တဲ့တပိတ်မောက်လှုပ်ရှားမှုတွေကြောင့်စစ်တပ်ဘောမှလိုက်ရတဲ့အမှုပညာရှင်တွေအတွက်အမှုပညာအလုပ်ကိုဆက်လုပ်ဖို့အခက်အခဲကြုံလာကြပါတယ်။အခြားတစ်ဖက်မှာလည်းနိုင်ငံရေးနဲ့လုံးဝမဆက်ဆက်ဘဲအမှုပညာတက်တက်လှုပ်ခြင်းပေမဲ့ဈေးကွက်အရာရောစီးပွားရေးအရာရောကအခြေအနေတော်တော်ဆွနေတဲ့အနေအထားဖြစ်တာကြောင့်အမှုပညာနဲ့အတံမွေးဝန်းကျင်ဖို့ခက်ခဲတဲ့အနေအထားမျိုးထိရင်ဆိုင်ကြုံတွေ့လာရပါတယ်။အဲ့ဒီလိုအခြေအနေမျိုးအောက်မှာ အမှုပညာရှင်တချို့အိန္ဒိယနိုင်ငံအပအဝင်ပြည်ပနိုင်ငံတချို့မှာဖျော်ဖြေရေးလုပ်ငန်းတွေအတွက်ဖျော်ဖြေရေးခီးထွက်တာတွေတိုးချဲ့ကျင်းတာတွေကရှိနေပေမယ့်နိုင်ငံခြားရောက်မြန်မာပြည်သက်အပေါ်မှာလည်းမယုံမယင်းနဲ့ကြောက်နေတာမျိုးတွေရှိပါတယ်။ဒါကလည်းတစ်ဖက်မှာတော်လှန်ရေးအတွက်အကျိုးပြုနေတဲ့တော်လှန်အမှုပညာရှင်တွေရဲ့အမှုပညာထုတ်ကုန်တွေကိုပြည်ပရောက်မြန်မာပြည်သက်တွေကအာတွန်ခွန်ဆိုင်အားပေးနေတာတွေကြောင့်လည်းပါပါတယ်။ဆိုတော့ပြည်တွင်းအမှုပညာထုတ်ကုန်တွေအမှုပညာစံမိတာမမိတာခဏတာ။ ြည်ပဈေးကွက်အတွက်အခွင့်အလမ်းကအင်မတန်နေပါတော်ပြီးမရှိတဲ့လောက်ကိုဖြစ်သွားပါတယ်။အမှုပညာရပ်ဝန်းဟာနိုင်ငံရေးစီးပွားရေးနဲ့အသုံးချခံအမှုပညာအတုတွေကြောင့်အင်မတန်ရှုပ်ထွေးတဲ့အခြေအနေမျိုးတွေရှိလာပါတယ်။တချို့ဆိုငွေဖြူငွေမဲဖော်ဖို့အတွက်အကောင်းဆုံးနေရာလိုမျိုးဖြစ်စဉ်းစားလာပြီးတကယ်လဲ money laundering ငွေမဲကိုငွေဖြူလျှော်တာတွေလည်းရှိနေပါတယ်။အဲ့ဒီအထက်မှာမှနိုင်ငံရေးအတွက်အမှုပညာကိုဝါရဖြန့်ကြားကန်တစ်ခုဖြစ်သုံးကျင်သူတွေက 1962ခုနှစ်စစ်အာဏာသိမ်းပြီးနောက်အမှုပညာသည်အမှုပညာအတွက်အစားအမှုပညာသည်အမှုပညာအတွက်အစားအမှုပညာသည်ပြည်သူအတွက်ဆိုခြင်းတွေထည့်ပြခဲ့တာယခုအချိန်ထိပါပဲအမှုပညာကိုစစ်တပ်ဝါဒဖြန့်ချီရေးအတွက်အလွန်အကျွံအသုံးချလာတာတွေကြောင့်စစ်အာဏာရှင်အောင်တန်းရွှေခင်မှဆိုရင်ကြန့်ခိုင်ရေးကားတွေအမှုပညာရှင်တွေတုထက်ငါအလူရက်ပါဝင်ခဲ့ကြပါတယ်အလူရက်ဆိုတာကလည်းအခွင့်အရေးနဲ့အခွင့်အလန်းတွေကြောင့်အဲ့ဒီလို့ အလူအယက်အမှုပညာရှင်စိုးသူတွေကပါဝင်ခဲ့ကြတာပါ အာနာရှင်တန်းရွှေခင်မှာလက်ကင်ဖုန်း CDMA ဖုန်းတွေချင်းဖုန်းလို့ခေါ်တဲ့ဖုန်းတွေဟန်ဖုန်းလိုမျိုးဟာတွေကိုခက်ခဲအောင်လှုပ်ထားပြီးမှသူတို့တွေကိုပါမစ်တွေနဲ့ခြာပေးတာတွေဘယ် policy ကရရင်ဘယ်လိုပေးမယ်ဆိုတဲ့ဟာမျိုးတွေထိဖြစ်လာခဲ့တာပါနောက်ပြန်ကြေးဝန်ကြီးကျော်စန်းလက်ထက်မှာဆိုရင်မီဒီယာကိုမီဒီယာနဲ့တိုက်ဆိုတာမျိုးတွေထိအတုံးချခံမီဒီယာကရစနစ်ကြီးဖြစ်လာခဲ့ပါတယ် ်ခေတ်ဆက်ဆက်အာဏာသိမ်းစစ်အုပ်စုကြောင့်အမှုပညာစစ်စစ်ကိုတင်ပြဖို့ခွင်လန်းဘယ်တော့မှမရခဲ့တယ်လို့အမှုပညာစစ်စစ်ဖန်တီးမှုတွေကိုလည်းစစ်တပ်ကပိတ်ပင်ခဲ့တာအများကြီးရှိခဲ့ပါတယ်။အမှုပညာစစ်စစ်မရှိတဲ့ရဝန်းမှာအမှုပညာအမိခံကိုကျိုးစီပွားရှာသူတွေအမှုပညာဗန်းပြပြီးစစ်အာဏာရှင်တွေပေါင်းစားသူတွေသာရှေ့ကိုရောက်ခဲ့ကြပါတယ်။အမိခံအမှုပညာတဲ့သူတွေကသူတို့ကိုသူတို့အဖြူရောင်တွေ အနီရောင်တွေအစိမ်းရောင်တွေမဟုတ်ပါဘူးအယောင်မဲ့အမှုပညာရှင်တွေပါဆိုတာမျိုး ကာကွယ်ကြပါသေးတယ်အယောင်မဲ့အမှုပညာရှင်ဆိုသူတွေကစစ်အာဏာရှင်နဲ့ပေါင်းလို့လူတို့အပေါ်မှာကိုကျင်းစာနာမှုနဲ့စင်စားတွေးခေါ်နိုင်စွမ်းမရှိတဲ့လူဒန်းစားတရက်ဖြစ်ရက်တည်နေကြတာပါတချိန်ကထုတ်လွှင့်ခဲ့ဘူးတယ်ပန်းရလန်ပေကန်ရှင်ကိုရဲလွင်နဲ့ NLD ခရီးရှည်ဖြတ်တန်းမှုအစီအစဉ်ဆိုတဲ့ online အစီအစဉ်မှာလူတို့ကောင်းဆောင်တောင်းဆန်းစွတ်ကြီးက ။တချို့ကဆိုရဲအမှုပညာရှင်ဆိုတာအမှုပညာတတ်တတ်နဲ့ပဲဆိုင်တယ်။နိုင်ငံရေးတွေမှာမပါဝင်ရဘူးဆိုတဲ့အမြင်တစ်ခုရှိတယ်။အဲ့ဒါကိုကျမအနေနဲ့လုံးဝသဘောမတူဘူး။ဘာလို့လဲဆိုတော့အမှုပညာဆိုတာပါလေ။အမှုပညာဆိုတာတဘာဝကနေဖန်တီးယူတာ။တဘာဝကိုတဘာဝအတိုင်းထားမယ်ဆိုရင်အမှုပညာမပါပါဘူး။တဘာဝပေါ်ကနေအခြေခံပြီးဖန်တီးယူတဲ့အင်အားဖန်တီးယူနိုင်တဲ့ပညာပေါ်အဲ့ဒါအမှုပညာပါပဲ။အဲ့ဒီတော့တဘာဝကဖန်တီးလာတဲ့ လူ့ဘွယ်အစီထဲမှာလူ့ဘွယ်စီဆိုတာလဲတဘာဝကနေပေါက်ဖွာလာတာပါပဲလူတွေဖန်တီးလာတာပဲအဲ့ဒီတော့လူ့ဘွယ်စီရဲ့အဖြစ်ပြက်တွေမှာမပါဝင်ဘူးဆိုရင်အမှုပညာရှင်ပြည့်ပြည့်စုံစုံမပေးတာဘူးလို့ကျမကတော့ဒီလိုပဲမြင်တာပါပဲဒါကြောင့်မို့အမှုပညာရှင်တွေနဲ့လဲနိုင်ငံရေးကအင်မတန်မှဆိုင်းပါတယ်နိုင်ငံရေးမှာလဲမှန်မှန်ကန်ကန်လှုပ်ရဲတဲ့တကယ်ကိုလှုပ်တဲ့အမှုပညာရှင်တွေဆိုကျမအင်မတန်တန်ဖိုးထားပါတယ်ပြည်သူတွေကလဲအင်မတန်မှတန်ဖိုးထားပါတယ်လို့ပြောဆိုဆွေးနွေးခဲ့ပါတယ် လူတို့ရဲ့တပိတ်မောက်လှုပ်ရှားမှုတွေကစစ်အာဏာရှင်စနစ်နဲ့စစ်အာဏာရှင်စနစ်ကိုတနည်းတစ်ပုံထောက်ပံ့နေတယ်။အမှုပညာအမိခံထားသူတွေအတွက်အကြက်အဲဖြစ်ပေါ်စေတာကတော့ညင်းလို့မရပါဘူး။လူတို့ကောင်းဆောင်တောင်းဆန်းစုကြည်ကအမှုပညာရှင်တွေအတွက်လွတ်လပ်ခြင်းကအဓိကလား။အမှုပညာကအဓိကလားဆိုတဲ့မိကုံအတွက်လွတ်လပ်ခြင်းရှိမှသာတန်ဖိုးရှိတဲ့အမှုပညာကိုတီထွင်ကွင်းရမှာပါလို့ပြောခဲ့ပူပါတယ်။ Free art, free thought, freedom free art လွတ်လပ်တဲ့အမှုပညာအမှုပညာလွတ်လပ်မှု free thought လွတ်လပ်တဲ့အတွေးခေါ်အတွေးခေါ်လွတ်လပ်မှုအဲ့ဒါမှစစ်မှန်တဲ့လွတ်လပ်မှုကိုကျမတို့ဥတီရမှာဖြစ်ပါတယ်လို့ဒေါ်ဆင်းစုကြည်ကပြောခဲ့ပါတယ်။ຫນွေဥတော်လိုင်းရေးအောင်မြင်မှုနဲ့အတူဂျာကာလာအစိုးရအနာဂတ် Federal Democracy နိုင်ငံပေါ်ပေါက်လာခဲ့ရင်အမှုပညာရဲ့အဓိပ္ပာယ်နဲ့တန်ဖိုးကိုပြန်လည်ထူထောင်ဖို့လိုအပ်တယ်လို့တက်လာသမျှအစိုးရတွေရဲ့အတုံးချကံမဖြစ်ဖို့အတွက်လွတ်လပ်တဲ့မီဒီယာကေယစနစ်နဲ့လွတ်လပ်တဲ့အဖွဲ့အစည်း independent body တွေရှိနေဖို့အရေးကြီးပါတယ်။ဒီလိုစံတန်ဘိုးတွေပြည့်နေနေမဲ့အမှုပညာစစ်စစ်တွေထွန်းကားတဲ့ရဝန်းဖြစ်လာဖို့ဆိုတာကလည်းအာဏာရှင်စနစ်အောက်မှာဘယ်လိုမှဖြစ်လာမှာမဟုတ်ပဲပြည်သူလူထုလူလားတဲ့ဒီမိုကရေစီအစိုးရအောက်မှာသာဖြစ်လာနိုင်မှာပါ။အဲဒီလိုအခြေအနေမျိုးရောက်မှသာအမှုပညာရှင်တွေအနေနဲ့လဲတန်ရှင်းပြီးအင်မတန်ကောင်းမွန်တဲ့အမှုပညာတွေကိုဆက်လက်ဖန်တီးနိုင်ပြီးအနာဂတ်မှာအင်အားကောင်းတဲ့တကယ်လွတ်လပ်တဲ့အမှုပညာရဝန်းထွန်းကားလာမှာပါ။ အမှုပညာနိုင်ငံရေးထက်ကျေပြန့်တဲ့စိတ်နှလုံးအတွင်းကကြပြတစ်ခုပဲဖြစ်တင်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြင်တာကတော့ဩစတြေးလျအထက်လွှတ်တော်အမတ်ကမြန်မာအရေးစုံစမ်းရေးအဖွဲ့ဖွဲ့စည်းခဲ့ပြီး NUG နိုင်ငံသားရေးဝန်ကြီးကဂျပန်လွှတ်တော်အမတ်များနဲ့တွေ့ဆုံပြီးမြန်မာအရေးဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩစတြေးလျအထက်လွှတ်တော်အမတ်ကမြန်မာအရေးစုံစမ်းရေးအဖွဲ့ဖွဲ့စည်းလိုက်ကြောင်းဩစတြေးလျအထက်လွှတ်တော်အမတ်ဒင်းစမစ်ကတရားဝင်သတင်းထုတ်ပြန်ပါတယ် ဩစတြေးလျအထက်လွှတ်တော်ကမြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးအခြေအနေများစစ်တပ်ရဲ့ရွေးကောက်ပွဲများရဲ့အခြေအနေနဲ့အယက်တန်းဒီမိုကရေစီအစိုးရစနစ်ကိုပြန်လည်ရောက်ရှိရေးအတွက်အတားအဆီးများစတဲ့အခြေအနေတွေကိုစုံစမ်းစစ်ဆေးရန်အတွက်စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းအဆိုပါစုံစမ်းရေးအဖွဲ့ကိုအထက်လွှတ်တော်အမတ်ဒင်းစမိတ်ကဦးဆောင်မှာဖြစ်ပြီးစုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့နောက်ဆုံးထား၍ လွတ်တော်ကိုအစီရင်ခံတင်သွင်းမှာဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာအရေးစုံစမ်းစစ်ဆေးရာမှာစစ်တပ်ရဲ့ဖိနှိပ်ချုပ်ချယ်မှုနဲ့စစ်စစ်ဖြတ်တောက်မှုကိုလှုပ်ဆောင်နေသူတွေကိုပြစ်မှတ်ထားအရေးယူတန်းခံနိုင်ရန်စစ်တပ်နဲ့ဆက်ဆက်နေတဲ့နိုင်ငံပိုင်ဗန်များအပေါ်ပုံမတင်ကျက်တဲ့ကန့်သက်ခြင်းများချမှတ်ရန်စစ်တပ်ထံကိုဖြတ်တန်းခြင်းမပြုဘဲယုံကြည်စိတ်ချရတဲ့နေဆက်ဖြတ်ကျော်လမ်းကြောင်းများမှတဆင့်လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုတိုးမြှင့်ပေးအပ်ရေးတို့အပါအဝင် အစီအမံတွေကိုထည့်သွင်းစဉ်းစားမှဖြစ်ကြောင်းသိရှိရပါတယ်။ဩစတြေးလျနိုင်ငံအနေနဲ့မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ National Unity Government Democracy အတွက်လှုပ်ဆောင်နေတဲ့ Federal အဖွဲ့အစည်းများအရက်ဖတ်လူမှုအဖွဲ့အစည်းများကိုမြည်တို့ပံ့ပိုးကူညီနိုင်မည်ကိုစမ်းစစ်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမှာ online လိမ်လည်မှုများ Cyber Enable Scam နဲ့ Australia အင်တာစုများကိုထိခိုက်စေတဲ့လူကုန်ကူးမှုကွန်ရက်တွေကိုတံပြန်ရေးတော့လဲစမ်းစစ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ လွတ်တော်စုံစမ်းရေးအဖွဲ့ကအစီရင်ခံစာတင်သွင်းမဲ့နောက်ဆုံးရက်မတိုင်းမီတင်သွင်းလွှာတွေကိုလက်ခံရယူကလူမှုကြာနာပွဲတွေကိုလည်းကျင်းပသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။အထက်လွတ်တော်စုံစမ်းစစ်ဆေးမှုကမြန်မာနိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာကိုပွင့်ပွင့်လင်းလင်းဖော်ပြနိုင်မှာဖြစ်ပြီးဩစတြေးလျရဲ့တုံ့ပြန်မှုဟာအခြေအမြစ်ခိုင်မာပြီးဟန်ဆောင်မှုမရှိစေဖို့တည်ကြစေမှာဖြစ်ပါတယ်လို့အထက်လွတ်တော်အမတ်ဒင်းစမိတ်ကပြောဆိုပါတယ်။အလားတူတခြားတစ်ပတ်မှာလည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကဂျပန်နိုင်ငံကိုရောက်ရှိနေပြီးဂျပန်နိုင်ငံမှာရှိတဲ့နိုင်ငံရေးပါတီများမှလွှတ်တော်အမတ်များနဲ့တွေ့ဆုံလျက်ရှိကြောင်း NUG ကသတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ၁ရက်နေ့နဲ့ဒီဇင်ဘာလ၂ရက်နေ့တို့မှာဂျပန်နိုင်ငံမှာလက်ရှိအာဏာရနိုင်ငံရေးပါတီအပါအဝင်ပါတီ၄ခုနဲ့ဝန်ကြီးဒေါ်စင်မအောင်ကတွေ့ဆုံခဲ့ပြီးမြန်မာအရေးလွှတ်တော်အတွင်းတင်ပြနိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။ဂျပန်နိုင်ငံရဲ့လက်ရှိအာဏာရပါတီဖြစ်တဲ့ Democratic Party of the People မှာ မစ္စတာဖူကာဆာကူဟီဆူဆူမစ္စတာကီချီရိုဟာတူယာမာမစ္စစ်တမူရာမာမီတိုနဲ့တွေ့ဆုံခြင်းမှာမြန်မာအရေးအတွက်ဂျပန်လွှတ်တော်အတွင် တင်ပြနိုင်ရင်လူသားချင်းစာနာထောက်ထားမှုအကူအညီများပုံမပေးအပ်နိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။ယင်းပြင်တော်စင်မာအောင်ကဂျပန်နိုင်ငံရေးပါတီဖြစ်တဲ့ကွန်မီတိုပါတီမှအထက်လွှတ်တော်အမတ်မစ္စတာတာနီအီမာဆာကီကွန်မြူနတီပါတီအထက်လွှတ်တော်အမတ်မစ္စတာယာမာဇူတကူ Social Democratic Party ရဲ့ဥက္ကဋ္ဌ Miss Mizuho Fukushima အပါအဝင် ပါတီတာဝန်ရှိသူများနဲ့လည်းတွေ့ဆုံခဲ့ကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မိုးကုတ်မြို့ပြင်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တပ်ကပြန်လည်သိမ်းပိုက်ထားတဲ့မိုးကုတ်မြို့ပြင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်းမိုးကုတ်ဒေသခံပြည်သူများနဲ့ ဒေါ်လာရေးသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။ယမန်နေ့ဒီဇင်ဘာလ3ရက်နေ့ည8:30မိနစ်ချိန်မိုကုတ်မြို့ပေါ်မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်ကိုဒေါ်လာရေးတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံများကျဲချခဲ့ကြောင်းမိုကုတ်မြို့စည်ယုံဝင်းနဲ့ကြောင်ကြီးဝင်းတဲ့ကိုဒရုန်းနဲ့ပုံသုံးလုံးကျဲချခဲ့ကြောင်းစစ်တပ်ကလည်းလက်နက်ကြီးများနဲ့မြို့ပြင်ဘက်ကိုပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ဒီကနေ့မနက်3:00 9:00မိနစ်ချိန်စစ်တပ်ကလေရင်နဲ့မိုကုတ်မြို့ပြင်အနောက်ဘက်ပိုင်းနေရာတွေကိုပုံများကျဲချသွားကြောင်း အဆိုပါဘုံကျဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းမိုးကုတ်ချီဆိုင်တော်လိုင်းရင်တရင်ရင်မြစ်ကဆိုပါတယ်ဒီကနေ့မနက်ပိုင်းမိုးကုတ်မြို့အနောက်ပိုင်းကြောက်ပုံကျက်နဖဘက်မှတိုက်ပွဲများဖြစ်ပွားခဲ့ပြီးပင်ကူတောင်ပေါ်မှစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်အခုအထိကတိုက်ပွဲဖြစ်တာကမိုးကုတ်အနောက်ပိုင်းမြို့ပြင်ဘက်ပဲအနောက်ပိုင်းကိုစစ်တပ်ကဒီနေ့မနက်အစောကြီးလေရင်နဲ့ဘုံလာကျဲတာတော်တဲ့ကြသွားတယ်လို့သိရှိရပါတယ်အခုတက်တီတော့လက်နက်ကြီးတန်တွေကြားနေရတော့မယ် က်ကလည်းပပတ်လေဝိုင်းခံထားရသလိုဖြစ်တော့လက်နက်ကြီးနဲ့ရန်ထူနေတာလို့မိုးကုတ်ဒေသတော်လှန်ရေးတရင်ရင်းမြစ်တွေကဆိုပါတယ်အကြံဖတ်စစ်ကောင်စီတပ်တွေဟာနိုဝင်ဘာလ29ရက်နေ့မိုးကုတ်မြို့အတွင်းကိုဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးနိုဝင်ဘာလ30ရက်နေ့မှစတင်ကမိုးကုတ်မြို့ပြင်မှာရှိတဲ့တော်လှန်ရေးတပ်များနဲ့တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ TNL နဲ့အပြစ်ရသဘောတူညီပြီးနောက်ပိုင်း မိုးကုတ်မြို့နယ်ကိုစစ်ကောင်စီပထမဆုံးကြိမ်လေကြောင်းတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးကုတ်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီးဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲသွားတယ်လို့မြို့ခံတွေကပြောပါရယ်။လက်နက်ကြီးပစ်တံတွေရောလက်နက်ငယ်တံတွေရောကြားရတာစစ်တပ်ဘက်ကနေပြီးတော့တိုးဝင်လာလို့ PDF တွေကပြစ်နေတာလို့သုံးသပ်ကြတယ်။ဒီနေ့မနက်9နာရီခန့်မှာဆိုရင်လေလက်နက်ကြီးပစ်တံကြားရတယ်။ အဲ့ဒါကတော့စစ်တပ်ကမြို့ရဲကနေလှမ်းပစ်နေတာလို့မိုးကုတ်မြို့ခန့်တဦးကပြောပါတယ်။မိုးကုတ်မြို့နယ်ပေါ်မှကြေးရွာအနီးမှာမနေ့ကဒီဇင်ဘာလ3ရက်နေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးဒီကနေ့ဒီဇင်ဘာလ4ရက်နေ့မနက်အစောပိုင်းတနာရီခန့်မှာကြေးရွာအနီးကို Jet Fighter နဲ့ပုံကျဲခဲ့တယ်လို့မြို့ခန့်တွေကပြောပါတယ်။တိုက်ပွဲကမိုးကုတ်မြို့အနောက်ပိုင်းမြို့ပြင်ဘက်မှာဖြစ်နေတာ။စစ်တပ်တပ်ဆွဲထားတဲ့နေရာတွေကို PDF တွေကလည်း drone နဲ့ပုံကျဲတယ်။စစ်တပ်ကလက်နက်ကြီးအပြင်လေကြောင်းကနေပါပုံကျဲတယ်ဗျာ။ ေတာခံတွေကတော့သတိနဲ့နေနေကြရတယ်လို့မိုးကုတ်မြို့အနောက်ပိုင်းကဒေတာခံတယောက်ကပြောပါတယ်။ TNL နဲ့သဘောတူညီပြီးတဲ့နောက်စစ်ကောင်စီတပ်ကမိုးကုတ်မြို့ကိုနိုဝင်ဘာလ29ရက်နေ့ညနေမှာဝင်ရောက်လာတာဖြစ်ပါတယ်။ပြည်သူ့စစ်တနင်္ဆင်တပ်သားတစ်တွေအပါအဝင်အင်အားတထောင်ခန့်ပါဝင်ခဲ့ပြီးမိုးကုတ်မြို့စေယုံ၊ကြောင်ကြီး၊ဘောလုံးခွင်နေရာတွေမှာလက်နက်ကြီးတွေတပ်ဆင်ပြီးတပ်ဆွဲနေပါတယ်။နိုဝင်ဘာလ30ရက်နေ့ညနေမှာတော့စစ်ကောင်စီတပ်စစ်ကြောင်းဟာမိုးကုတ်မြို့ပြင်ပတ်တိုးလာလို့ PDF နဲ့ပူပေါင်းတော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ပါတယ်။ TNLA ဆုတ်ခွာသွားပြီးတဲ့နောက်ပထမဆုံးဖြစ်တဲ့အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ကတိုက်ဆုံသူ20ဦးထပ်မံရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းစစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေရဲ့နေအချို့ကိုလည်းမိရှို့ဖျက်ဆီးခဲ့ပါတယ်။စစ်ကောင်စီနဲ့အပြစ်ရသဘောတူညီပြီးတဲ့နောက် TNLA တပ်တွေဆုတ်ခွာသွားပေမဲ့မိုးကုတ်မြို့နယ်ထဲမှာစစ်တပ်နဲ့ PDF တွေတိုက်ပွဲဆက်ဖြစ်နိုင်တယ်လို့ဒေသခံတွေက သုံးသပ်ထားကြပါတယ်။ TNL ကမိုးကုံမြို့ကနေစုခွာမယ်လို့အော်တိုဘားလ26ရက်နေ့မှာသတင်းထုတ်ပြန်ပြီးတဲ့နောက်မိုးကုံမြို့ကိုကာကွယ်ဖို့ဆိုပြီးမန္တလေးတိုင်းတွင်းက PDF တပ်ရင်းတွေပြင်အညာတပ်ရင်းတွေအပါအဝင်မြို့ပတ်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။ TNL က၎င်းတို့အနေနဲ့မြို့ကိုစစ်တပ်လက်ထက်အမှဖြစ်ပြီးတော်လိုင်းအဖွဲ့တွေကိုတနက်မဖောက်ဖို့ခေါ်ပြောခဲ့ပါတယ်။ ဒါကြောင့် PDF နဲ့တော်လန်ရေးတပ်တွေကမြို့ပြင်ဘက်ကိုဆုတ်ခွာခဲ့ပေမဲ့မြို့ပြင်ဘက်ကတော့စစ်ကြောင်းတွေထွက်လာလို့ PDF တွေကတိုက်ခိုက်တယ်လို့သိရှိရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကမိုးကုတ်မြို့ရဲကနေရာချုပ်မှာလက်နက်ကြီးတွေတပ်ဆင်ပြီးတိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကိုပစ်ခတ်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခုလိုအဆုံးထိနောက်ဆက်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာခင်ဗျာခင်ဗျာ